အီဘိုးရဲ့ခုခံမှုကြောင့်ကာဇူကီရဲ့ဟီယန်ယောဆူပါမက်ကာရှိပါအပိတ်ခံထားရပြီဖြစ်လို့ဒီပြဿနာအတွက်အနီးကပ်ဆုံးအကွာအဝေးတစ်ခုယူပြီးတိုင်ဖုန်းမျက်လုံးထဲကိုဝင်ရောက်လိုက်ဆိုကဟမ်မာကပြောလာခဲ့ပါတယ်။နီးပြကြီးခါမိုကာဝါကအီဘိုးဘက်ကအတာသီးရနေပြီဖြစ်လို့နောက်ရချီမှာအဆုံးသတ်လိုက်ဖို့ပြောခဲ့ပေမဲ့လက်ကြီးမြောက်မှာတော့နှစ်ယောက်လုံးကအနီးကပ်မှာဘော်ဒီချင်းရှင်ထိုးနေကြပါတယ်။ဒါပေမဲ့ထိုးချက်တွေကတော့မတူညီကြပဲစေပညာရဲ့ကိုလေးလာထားတဲ့ကာဇူကီကအီဘိုးခန္ဓာကိုယ်ရဲ့အဓိကနေရာတွေကိုထိုးနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ebook ဘက်ကပို့ပြီးတော့အထည်နာခဲ့ပြီးအခုဆိုရင်လေကိုယ်တောင်ဝါမမရှူနိုင်တော့ဘဲနာကျင်မှုတွေခံစားနေရပါပြီဒါပေမဲ့အသီးစိတ်ရှိနေတဲ့အကြောင်းခါဇူကီက၃ချက်လောက်ထပ်ထိုးပေးလိုက်တော့ ebook လဲကြတော့မဲ့အချိန်နီးပြကြီးရဲ့အော်တန်ကြောင့်သူ့ကိုယ်သူပြန်ထိန်ထားလိုက်ပါတယ်ခါဇူကီကတော့ဒီအတိုင်းရကြည့်နေမှာမဟုတ်ပဲအဆုံးသတ်ဖို့စူပါမဲကားရှိထိုးလိုက်တော့ ebook ကိုတေချာပေါက်ထိသွားပေမဲ့တောက်ကန်ထားတော့မဲ့ဖြစ်ပါတယ် ဖာဒူကီရဲ့ကစားပုံကထိုးနေရင်းနဲ့ပဲတဖက်လူရဲ့လက်သီးတွေကိုရှောင်နိုင်ပြီးအီဘိုးရဲ့အပြင်းနဲ့လက်သီးတွေကိုရင်ဆိုင်ရတဲ့အထိတန်မာနေရလို့နီးပြကြီးကပြောပါရင် ဤဘိုကတော့ခါသူကီရဲ့ထိုးချက်တွေကြောင့်ကိုရင်းအင်ကာတွေနာကျင်နေခဲ့ပြီဖြစ်ပြီးမျက်လုံးတွေအမောင်ကြတော့မဲ့အချိန်ခါသူကီရဒက်လက်သည်ထိုးပေးလိုက်ပါရင်ဤဘိုလဲကြတော့မဲ့အချိန်သူသာကြမ်းမြင့်မှလဲနေလိုက်ရင်တတ်တောင်တတ်တာခံစားရလိမ့်မယ်လို့တွေးမိနေပေမဲ့လဲကြမတော်အောင်ကြိုးရန်းကိုကင်ထားမိလိုက်ပါရင်ကြိုးရန်းတွေသာမရှိရင်သူအနာယူလို့ရတော့မှလို့တွေးမိနေပေမဲ့ခါသူကီဒုသိပြေးလာနေတော့အမြင်နေရပါရင် ခါဇူကီလိုတန်မာတဲ့ပြိုင်မဲ့တရောက်စီကနေသူ့ရဲ့ခပတ်ကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့ပြောနေချိန်သူဟာတန်မာချင်းကိုရှာဖွေဖို့ဘောင်စင်ထိုးနေတဲ့သူဆိုတာပြန်အမဲရမိလိုက်ပါတယ်အခုသူအရှိမရှိနေတဲ့ပြိုင်ဘက်ကတံမာတဲ့သူဖြစ်လို့သူစိန်ခေါ်ခဲ့တဲ့ဘန်းနိုင်အတွက်တိုက်ခိုက်ရမယ်ဆိုပြီးညာလက်တီနဲ့ကောင်းနာထိုးပစ်လိုက်ပါတယ်။ဒါပေမဲ့သူလက်တီကအမပါခဲ့ပဲအဲအချိန်မှာလေကြီးမြောက်ပြီးဆုံးသွားခဲ့ပြီးခါဇူကီကတော့ဤဘိုးရဲ့စာလောင်မှုတွေကိုခံစားလိုက်ရပါတယ်။ ကာဒူဂီယာသူ့ရဲ့ body ထိုးချက်တွေကြောင့်တခြားလူသားဆိုရင်လဲကျသွားပြီဖြစ်ပြီးအခုလောက်ဆိုအီဘိုလဲသူ့ရဲ့အကန့်အသတ်ကိုရောင်းနေလောက်ပြီလို့ပြောပါရင်အဲဒါကြောင့်နောက်အချိန်မှာအီဘိုကိုအဆုံးသတ်ဖို့တွေးထားပြီးဟမ်မခကာဒူဂီယာသူ့ရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့ပေါင်းစပ်လို့ယုံကြည်ထားပါရင် လွန်ခဲ့တဲ့အချိန်တွေမှာနီးပြကြီးခါမိုကာဝါကရှင်မန်ချင်းရဲ့စိတ်ကျေနပ်မှုတွေနဲ့အတူအရှုံးစိုးတဲ့အရာကြီးနဲ့ဟမ်မားကိုမိတ်ဆက်ပေးခဲ့ပါတယ်။အဲဒါကြောင့်ဟမ်မားကအခုချိန်မှာတော့ခါမိုကာဝါကိုလက်စားချနိုင်တော့မယ်လို့တွေးနေပါတယ်။နီးပြကြီးကဤပို့ကိုခန်းသစ်ကစားဖို့မှန်နေပြီးဘော်ဒီထိခိုက်မှုတွေပြန်သက်သက်လာတဲ့အချိန်ကြမှာကောင်းနာပြန်တိုက်ဖို့ပြောပါတယ်။ဒါပေမဲ့ဤပို့ဟာသူ့ရဲ့အကန့်အသတ်ကိုရောက်နေပြီဆိုတာသိကြကြောင်းနောက်အချိန်မှာခါဇူကီကိုအလဲထိုးမှရမယ်လို့ပြောနေပါတယ်။ ။ဤဘိုကလည်းသူဘယ်လောက်ထိလုံနိုင်သေးလဲမသိပေမဲ့သူ့ရဲ့ခန္ဓာကိုလှုပ်ရှားနိုင်တဲ့သူတွေအစွမ်းကုန်တိုက်ခိုက်သွားမယ်လို့ပြောပါရင်နားချိန်ပြေသွားတဲ့အခါဤဘိုရဲ့ခြေထောက်တွေကမတက်ပြန်ရဖို့တောင်အမဆန်းနိုင်မဖြစ်နေလို့သူ့ကိုလှုပ်ရှားနိုင်အောင်တစ်ခုခုလှုပ်ပေးခိုင်းပါရင် နိပြကြီးကလည်းအီဘိုရဲ့နောက်ကျောင်းအာရပါရရိုက်ပြလိုက်တော့အီဘိုတယောက်ဆက်ဖြစ်ဖြစ်နာကျင်မှုနဲ့အတူမတက်ရမ်းနိုင်သွားပါလိမ့်။ငါးစီမြောက်စားရတဲ့အခါဘော်ဒီတစ်ခုလုံးထိခိုက်ထားတဲ့အီဘိုကခပတ်ကိုကာကွယ်နိုင်သွားမလား။ကာဇူကီယာပဲချန်ပီယံအသစ်ဖြစ်လာမလားဆိုတာအကောင်လုံးကရင်သက်ရှူမောပဲစောင့်ကြည့်နေကြပါလိမ့်။ကာဇူကီယာအီဘိုမလုံရှားနိုင်ခင်မှာအဆုံးသတ်ဖို့လုပ်ပေမဲ့ရုတ်တရက်အီဘိုကစတင်တိုက်ခိုက်လာခဲ့ပြီးလက်သီးတစ်ချက်ထိုးတိုင်းခန္ဓာကိုယ်ကနာကျင်နေပေမဲ့ထောက်ရှားနိုင်တဲ့လောက်အစွမ်းကုန်တိုက်ခိုက်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါလိမ့်။ဟမ်မာကအီဘိုမှာဟာကွက်တွေအပြည့်ပဲမို့ကာဇူကီကို စိတ်တည်ငြိမ်စွာနဲ့တိုက်ခိုက်စေခြင်းနေပါလိမ့်ကာဇူကီရလည်းအီဘိုရဲ့ထိုးချက်တွေကိုတည်ငြိမ်စွာရှောင်ရှားနေခဲ့ပြီးအီဘိုဟာသူ့ရဲ့အကန့်အသတ်ကိုရောက်တော့မယ်ဆိုတာသိနေပါလိမ့် ဒါပေမဲ့ပြင်းထန်တဲ့ဖီအားတွေကိုခံစားနေရပြီးအီဘိုကဂမူရှူတို့လိုက်ထိုးနေတာဖြစ်လို့သူတဆိုရင်ဒီလိုမထိုးပဲလှုပ်ရှားမှုတွေကိုနောက်အချီအတွက်ထိန်းထားမှလို့ခါဇူကီကပြောပါတယ်။ဟမ်မာကသူတဘက်ဖီအားတွေများနေပြီဆိုတာသိနေပြီးအဲ့အချိန်ခါဇူကီ အထိုးခံလိုက်ရပေမဲ့အီဘိုရဲ့ဘော်ဒီကိုထီထီမိမိပြန်ထိုးနိုင်လိုက်ပါတယ်။အီဘိုကလည်းအဲ့ဒီထိုးချက်ကိုတောင်းခံပြီးခါဇူကီရဲ့မျက်နှာကိုဓာတ်ရိုက်ထိုးချပေးလိုက်ပါတယ်။ကာဇူကီရာအီဘိုသူ့ရဲ့အကန့်အသတ်ကိုရောက်သွားမဲ့အချိန်ကိုစောင့်နေကြဖြစ်ပြီးအဲ့နောက်အီဘိုကဒမ်စီရိုးကိုပြန်လည်အသုံးပြုလာခဲ့ပါတယ် ခါဇူကီရပခုံးနဲ့တိုက်ပြီးဖျက်လိုက်ပေမဲ့လည်းအီဘိုးရဲ့လက်သီးကခါဇူကီရဲ့နံကြိုးတွေကိုချိုးပစ်လိုက်တဲ့အပြင်မီးရိုးကိုပါထပ်ထိုးပစ်လိုက်ပါတယ်။တစက်ထဲမှာပဲအီဘိုးအတွက်နေရာရသွားလို့ဒမ်စီရိုးကိုအာရပိုက်ရတုံးပြီးမျက်ခွက်ကိုဇက်တိုက်ထိုးပစ်နေပါတယ်။အီဘိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကခါဇူကီရဲ့တိုက်ခိုက်မှုတွေကြောင့်အထိနာထားပြီးသားဖြစ်ပြီးမကြခင်မှာလှုပ်ရှားနိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်ခါဇူကီကလည်းအီဘိုမလှူရှားနိုင်တော့မယ့်အချိန်ကိုစောင့်ရင်းထိုးချက်တွေကိုတောင်းခံနေခဲ့ပြီးနောက်အီဘိုရဲ့ထိုးချက်တွေရပ်တန့်သွားပါရင်နှစ်ယောက်လုံးမလှူရှားနိုင်တော့ပဲရပ်တန့်နေကြရပြီးတစ်ချက်လောက်ထိုးလာရင်ကိုနှစ်ကောင်လုံးလဲကြတော့မှာဖြစ်ပါရင်အဲ့ဒါကြောင့်နီးပြတ်နှစ်ယောက်လုံးကသူတို့တပည့်တွေကိုထိုးနိုင်အောင်ထိုးဖို့အော်ဟစ်ပြောနေကြပါရင် နိပြကြီးရဲ့အော်တန်ကအီဘိုးရဲ့နောက်ကျော်ကလက်ဝါးရောက်သတိကပ်စေပြီးသူ့လက်ကြတော့မယ်ဆိုရင်တောင်ခါဇူကီကိုတစ်ချက်လောက်ထပ်ထုတ်ပြင်မယ်ဆိုပြီးထိုးလိုက်ပေမဲ့လည်းအမပါသွားခဲ့ပါဘူး။အဲရကခါဇူကီကသူ့ရဲ့လည်းပဲဆိုပြီးအရပါရထိုးလိုက်ပေမဲ့အီဘိုးကိုထိမိသွားခဲ့ပဲသူ့ဘာသာလက်ကြသွားခဲ့ရပါရင်လက်ကြသွားတဲ့ခါဇူကီကိုဒိုင်လူကြီးကဆေးဆေးပြီးတော့ပွဲရလိုက်တာကြောင့်အီဘိုးဟာသူ့ရဲ့ပထမဆုံးခပတ်ကာကွယ်ပွဲကိုအောင်မြင်သွားခဲ့ပြီဖြစ်ပါရင် အီဘိုးရဲ့တမ်းမာတဲ့ခန္ဓာကိုယ်ကခါသူကီရဲ့မာနာကိုအနိုင်ရသွားခဲ့တဲ့အပြင်ဇွဲလုံးလားရှိမှုတွေကြောင့်ပဲအီဘိုးအနိုင်ရသွားတာလို့ဟမ်မာကပြောပါသည်ဒါပေမဲ့ခါသူကီကလည်းအီဘိုးရဲ့ပြင်းထန်တဲ့ဒဏ်စီရိုးထိုးချက်တွေကိုတောက်ခံနိုင်ခဲ့ပါသည်အီဘိုကပွဲပြီးသွားတော့ဆိတ်လျှော့လိုက်ပြီးထန်ချလိုက်ကနီးပြားကတိုက်ပွဲဝင်စိတ်တဲ့ကောင်းတွေရှိတဲ့ခါသူကီကိုချီးကျူးနေပါသည် အဲ့နောက်နီးပြကဣဘိုးထူဘိုးအတွက်လက်ခံပေးလိုက်တော့အဲ့ဒီလက်ကြီးရဲ့ရိုက်ချက်ဟာသူ့အတွက်အပြည့်စေခဲ့တယ်လို့ဣဘိုးကတွေးနေပါသည်ခပတ်ကိုမြင်လိုက်ရတဲ့အခါမှာသူ့ကိုယ်သူချန်ပီယံဆိုတာသတိရလိုက်ပြီးလဲကျသွားခဲ့ပါသည်တဖက်မှာတော့ကာဇူကီကသူ့ရဲ့အရှုံးအပြည့်အဝလက်ခံထားပြီးဣဘိုးကအန်ဟောဖို့ကောင်းတဲ့ဘောက်ဆာတစ်ယောက်လို့ပြောပါသည်သူ့ကိုယ်သူဒီလောက်အထိလုံနိုင်လိမ့်မယ်လို့မထင်ခဲ့ပေမဲ့အခုချိန်မှာတော့စေပညာရက်ကိုအာယုံဆိုင်ဖို့အတွက်ဘောက်စင်လက်အိတ်ကိုစွန့်လွှတ်ဖို့အချိန်တန်ပြီလို့ပြောပါသည် ဟမ်မာဒါသူ့ကိုလမ်းမညွန်ပေးခဲ့ရင်ဒီအခြေအနေထိဖြစ်လာမှာမဟုတ်လို့နီးပြဟမ်မာကိုလည်းကျေးဇူးတင်မိနေပြီးနှစ်ယောက်သားလမ်းခွဲဖို့လက်ဆက်နှုတ်ဆက်လိုက်ကြပါရင်အဲ့အချိန်ဤဘိုသတိပြတ်မလဲလာတာကြောင့်ဆရာဝန်ပေါက်ဆက်လီခါသူကြီးကိုလာခေါ်ကြပါရင်ယုတ်တရကြီးနှစ်ချိုက်စွာအိပ်ပျော်သွားတာက brain damage ရှိနေတဲ့လက္ခဏာဖြစ်လို့ခါသူကီဆိုးရိမ်သွားပေမဲ့တေချာဆစ်ဆဲကြီးလိုက်တော့အီဘိုကတာမန်အတိုင်းပင်မှန်ပြီးအိပ်ပျော်သွားတာဖြစ်ပါရင်အီဘိုကခါသူကီကိုဂျိုးဝိုင်းထဲမှာခပ်ပတ်မပေးခဲ့သလိုအခုအိနေတဲ့အချိန်မှာတောင်ခပ်ပတ်ကိုယူခွင့်မပေးခဲ့ပါဘူး အဲနောက်မှာတော့ဟမ်မန်ကပြည်ပကိုထွက်သွားတော့မှဖြစ်လို့အတီကျွမ်းနေဖြစ်ခဲ့ကြတဲ့နေခုတားနဲ့နီးပြကြီးတို့ကနှုတ်ဆက်နေကြပါသည် ဟမ်မန်ကကာဇူကီကိုပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့ပြီးကာဇူကီကလည်းလူနေရောက်စထိုးနိုင်နေတဲ့အထိတမန်လာခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကမခိုင်မြဲခဲ့ပါဘူး။နီးပြကြီးနဲ့အီဘိုတို့လို့မဟုတ်ပဲသူတို့စီယာတပည့်နှစ်ယောက်ကလမ်းခွဲခဲ့ရပေမဲ့ကာဇူကီမှနောက်ထပ်အိမ်မက်တစ်ခုရှိနေပြီဖြစ်လို့နောက်နှားရမှမဟုတ်ပါဘူး။ဒါပေမဲ့လည်းကာဇူကီသာသူ့အတိတ်တွေကိုပြန်ကြည့်မယ်ဆိုရင်သူဟာကြောက်တုံးတုံးကိုခလုတ်တိုက်ခဲ့တာမဟုတ်ပဲကြီးမားတဲ့တောင်တန်းကြီးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာကိုသိတဲ့ချင်းမိတယ်လို့ဟမ်မာကပြောပါတယ်။အဲနောက်တော့ဟမ်မာကအမေရိကန်ဘက်ကိုထွက်သွားခဲ့ပါတယ်။ နီးပြကြီးကသူတပည့်ဤဘို့ကြီးမားတဲ့တောင်တန်းကြီးဖြစ်အောင်ပံ့ပိုးပေးခြင်းပြီးဒါမှသာဤဘို့ရဲ့အတိတ်တုန်းကပြိုင်မဲ့တွေလည်းဆင့်ကျင်နေမှာဖြစ်ပါသည်တောင်ဝန်တိစိတ်အပြည့်ရှိတဲ့ဤဘို့ကလည်းတမချင်းရဲ့အတိတ်ဘက်ကိုမသိရသေးသေး၍သူဟာစိန်ခေါ်သူပဲဖြစ်နေရမယ်ဆိုကခါသူကြီးနဲ့တိုက်ခိုက်ရင်သင်ယူခဲ့ရပါသည် အဲ့ရချင်းခူးမီရောက်လာခဲ့ပြီးတခြားနှသမားတွေခါသူကီကိုအားပေးနေကြခြင်းသူမကတော့အီပိုးကိုအားပေးနေခဲ့တာဖြစ်ကြောင်းပြောပြလာပါတယ်ဒီလိုအခွင့်အရေးရတဲ့အချိန်မှာတော့အီပိုးကဖွေးမပြောပဲအသေးအသက်ငါဖမ်းနေခဲ့ပြီးမြတ်ချီကရေခဲပုံးနဲ့ညှိပြီးလွင့်သွားတော့ချောင်းကြီးနေတဲ့ကောင်တွေကိုထိသွားခဲ့ပါတယ်ချောင်းကြီးနေကြတဲ့တာခါမီရူအလို့ထွက်ပြေးသွားတဲ့အချိန်မှာပဲဟာဂျီမဲနိုအီဘွန်ချန်ပီယံရုပ်မူဗီလေးကအဆုံးသတ်သွားခဲ့ပါလိမ့်အဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်ဘိုင် ဒီအချိန်မှာကြော်ညာလေးတစ်ဖက်လောက်ဝင်ပေးရသည် Mobile Legend ဂိမ်းမာတွေဒီ Brother ရဲ့ channel မှာ Diamond တွေဝယ်လို့ရတယ်လို့ဂိမ်းအကောက်တွေလည်းဝယ်လို့ရပါသည်ချောင်း Pro လေးတွေအတွက် Buy 1ပွဲတွေ 5v5 ပွဲတွေစီစဉ်ပေးလေးအပြင်သူကိုယ်တိုင်အိတ်ဆိုင်ပြီးတော့စူကြီးတွေပေးအောင်မယ်လို့လည်းပြောပါသည်ပွဲကြိုက်တဲ့ Brother တွေအတွက်အဲ့လိုမျိုးပွဲတွေစီစဉ်ပေးပြီး Giveaway တွေပေးအောင်မှာမို့လို့ comment မှာချပေးထားတဲ့ link ကနေတစ်ဆင့်သူ့ရဲ့ Telegram channel ကို join ထားကြလို့ရပါသည်